thank uh you -huh. င်္ဂလာပါရှင်ခစ်တက် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ NUG CRPHN NNN ကောင်းဆောင်များတတိရှိပါကကြည်ရင်းမှပြန်နေဖို့စစ်ကောင်စီထောက်ခံသူဒေါ်စန္နာမင်းစိန်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ NUG CRPHN NNN ကောင်းဆောင်များတတိရှိပါကကြည်ရင်းမှစစ်ကောင်စီနဲ့ဆက်ဆိုင်ကောင်းမွန်နေသူတအုပ်ဖြစ်တဲ့ဒေါ်စန္နာမင်းကစစ်တပ်လော်ဘီသတင်းတောက်ကြောင့်မျိုးမင်းနဲ့အင်တာဗျူးစီစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒေါ်စန္နာမင်းနဲ့ ျော်မျိုးမင်းအင်တာဗျူးအစီအစဉ်ကို BBC Channel News ကဇွန်လ23ရက်မှာပြသခဲ့တာပါလက်ရှိ NUG CRPH နဲ့ NLD ပါတီဝင်အချုပ်ရဲ့လှုပ်ဆောင်ချက်တွေကမှားယွင်းတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပြီးဒေါအောင်ဆန်းစုကြည်နဲ့မျက်နှာချင်းဆိုင်ပြောကြားရေးမှသလားလို့ဒေါ်စန္နာမင်းကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ဆိုတာအသက်ရှင်လျက်နဲ့သူ့အင်ကိုပြန်ရောက်နေအောင်မှကျွန်မအမှားပြောရင်သူ့နဲ့မျက်နှာချင်းဘယ်လိုဆိုင်မလဲဒီလိုမှားရင်လုတဲ့သူတွေကတတိရှိရင်ပြည်တွင်းမှာပြန်နေပြီးတော့မျက်နှာချင်းဆိုင်လိုက်ပါလို့ကျွန်မကပြောချင်တာပေါ့ အင်ဘီဇက်ကွေးရဲ့မှာလူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့တရားရုံးထွက်ဆိုချက်လို့ဆိုပြီးစကောင်စီဝါရဖြန် Telegram Channel များမှာစာများထုတ်ပေါ်ပြသခဲ့ပါတယ်။အဆိုပါစာမှာဒေါအောင်ဆန်းစုကြည်က NUG CRPH နဲ့ PDF တွေကိုသိရှိခြင်းမရှိကြောင်းထွက်ဆိုထားတယ်လို့ဖော်ပြပါတယ်။ဒီစာကအစ်စ်ပါမှုရဲနေပြီးသွားတဲ့အချိန်မှာဒါရီကိုထုတ်လို့ရတယ်။ရှေ့နေရီလက်ထဲကရတာဖြစ်တဲ့အတွက်အမတ်မတင်လိုင်းပေါ်မှာတွင်းလိုက်တာဖြစ်တဲ့အတွက်ဒါကအစ်စ်လို့ကျွန်မပြောနိုင်တယ်လို့ဒေါ်ဆန္ဒမင်းကပြောပါတယ်။အဲ့ဒီလိုဒေါအောင်ဆန်းစုကြည်ရဲ့တရားရုံးထွက်ဆိုချက်ကိုစကောင်စီဘက်ကထုတ်ပြန်လာမှုနဲ့ ဲ့ဒေါ်စန္နာမင်းကလည်းစစ်ကောင်စီဝါရဖြန့်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ကြောင်မျိုးမင်းနဲ့အင်တာဗျူးတစ်ခုပြုလုပ်ကဖြေကြားချက်တွေကဝါရမိုင်းတစ်ခုမြတာဖြစ်ကြောင်းကော်မတီ representing ရန်ကုန်လွှတ်တော်ဥက္ကဋ္ဌဦးတင်လွင်ကပြောပါရယ်ဆရာနာသိမ့်ပြီးနောက်တနိုင်ငံလုံးစီရီယံပြုလုပ်ဖို့ကိုလည်းဒေါ်ဆန်းစုကြည်ကပြောကြားမှုမရှိနိုင်ကြောင်းစစ်ကောင်စီအာဏာသိမ်းမှုကိုဆန္ဒထုတ်ဖော်ရန်ပြောနိုင်ခဲ့ကြောင်းဒေါ်ဆန္ဒမင်းကဆိုပါရယ်ဒါအပြင်ပြည်ပကိုတင်းရှောင်သွားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကအနည်းစုသာဖြစ်ပြီးအများစုကပြည်တွင်းမှသာရှိကြောင်းပြည်တွင်းမှာရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း၎င်းကိုလာရောက်ဆက်သွယ်မှုတွေရှိရဲလို့ဒေါ်ဆန္ဒမင်းကပြောပါရယ်သူလိုက်စီယုံခဲ့တာဟုတ်တယ်ကျွန်တော်တို့ပါတီဆက်လက်လဲပန်းနိုင်ဖို့အတွက်ဆိုပြီးလာရောက်စီယုံ သိတယ်ပြည်တွင်းမှာရှိနေတဲ့ကိုယ်စားလှယ်တွေကိုလည်းလိုင်းစည်းယုံနေပြည်တွင်းမှာအကြမ်းမျိုးမျိုးကြောင့်နေနေရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိပေမဲ့ဒေါ်စနာမင်းလို့မဟုတ်ပဲအေးစည်းနေကြတာသူပြောသလိုသာဆို CRPH ကဘယ်လိုလဲပတ်လို့ရမလဲရခိုင်ပြည်နယ်ကလွဲလို့ကျန်တဲ့ကိုယ်စားလှယ်များစုက CRPH မှာပါတယ်လို့ဦးတင်လွင်ကရှင်းပြပါတယ် ဒေါ်စနာမင်းနဲ့ဦးကျော်မျိုးမင်းရဲ့တွေ့ဆုံဆွေးနွေးတဲ့အင်တာဗျူးကစက်ကောင်စီရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်ရည်ရွယ်ပြီးပြုလုပ်တဲ့ဝါရဖြန့်ကျဲတစ်ခုသာဖြစ်တယ်လို့နိုင်ငံသုံးသက်သူတွေကလည်းထောက်ပြပါရယ်အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ပေါ်မမမကန်တက်တီထွက်ဆိုမှုနဲ့ပြည်သူဆန္ဒကိုကြောခိုင်းပြီးပါတီမူဝါရကိုစန့်ကျင်ခဲ့သူတွေလို့ဆိုပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာဦးဖြိုးမင်းသိန်းဒေါ်စနာမင်းအပါအဝင်လေးဦးကိုပါတီမှထုတ်ပြန်ကြောင်း2000 23ခုနှစ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကမလ3ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ် ဆလပီတော်လန်ဤတက်များရဲ့စိုးမိုးနေမြေမှာမလေးရှားနိုင်ငံထက်တောင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတင်ရလိုအပ်နေမှုကိုအီယာဝရီကသဘောတူညီလက်ခံထားတဲ့လိုအပ်မှုကြီးဝင်ကြီးဒေါက်တာဇော်ဝေစိုးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာတော်လန်ဤတက်တွင်ရဲ့စိုးမိုးနေမြေတွေမှာမလေးရှားနိုင်ငံထက်တောင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတင်ရလိုအပ်နေတာကိုတိုင်းဒေါက်တော်လန်ဤတက်ဖွဲ့တွေကအခြေခံအားဖြင့်သဘောတူညီလက်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအပ်မှုကြီးဝင်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်တဘာမဂါရီယမ်မှာဝိုင်းရင်သတင်းတောက်ခင်မောင်စိုးနဲ့တွေ့ဆုံမိန့်ခံမှာအမျိုးသား ညီညွတ်ရေးအစိုးရပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝင်းစိုးကထပ်ပါတိုင်းပြောဆိုလိုက်တာပါ လက်ရှိမြန်မာနိုင်ငံမှာတွန်လိုင်းတက်တွေရဲ့စိုးမိုးအိန္ဒိယကမလေးရှားနိုင်ငံထက်တောင်ကြီးမားနေပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့လည်ပတ်နေကြောင်းလေချောင်းရံမအပတွန်လိုင်းတက်များသွားလာနိုင်တဲ့နေရာတွေမှာကြီးမားကျေပြန့်လာကြောင်းဒေါက်တာဇော်ဝေစိုးကဆိုပါတယ်အခုကျွန်တော်တို့တက်တွေစိုးမိုးနေတဲ့နေမြင်ကမလေးရှားနိုင်ငံလာမကတော့ဘူးကျင်းနေပြီးအဲ့ဒီ feeling တကယ်ကိုမြေပြင်စိုးမိုးနေတာအခုကျွန်တော်တို့ဖြတ်သွားလိုက်ရင်လေကွင်းတွေစိုက်ခင်းပြိုးခင်းတွေမစိုက်တဲ့မပြိုးတဲ့လေကွင်းမှာမရှိတာမစိုက်တဲ့မပြိုးတဲ့နေရာဒေသမှာမရှိတာနောက်မွေးမြူရေးလုပ်ငန်းတွေလည်းလုပ်နေတာပုံမှန်လည်းပတ်နေတဲ့စိုးမိုးဒေသတစ်ခုရှိတယ် လေချောင်းရံမှာအပပေါ်ရှိနေတယ်ဆိုတဲ့ခန်းစားချက်မျိုးရတယ်ဒီမြေတည်ရေဒေတာကိုငါတို့တွေပိုင်စိုးမိုးနေပါလားငါတို့တွေသွားနိုင်လာနိုင်လုံနိုင်ကိုင်းနိုင်ပါလားဆိုတဲ့အသည့်နဲ့ဖရီလင်းခန်းစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရပါတယ်လို့ဒေါက်တာစော်ဝေစိုးကရှင်းပြပါတယ်မလေးရှားနိုင်ငံကအေရီယာစတူရန်မိုင်ပေါင်း33,924ကျဝန်ပြီးမြန်မာနိုင်ငံကမြေအေရီယာစတူရန်မိုင်ပေါင်း236,000 1228ရှိတဲ့အတွက်မလေးရှားနိုင်ငံကမြန်မာနိုင်ငံထက်နှစ်ဆခန့်သေးငယ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါ့အပြင်တော်လိုင်းတက်များစိုးမိုးနေတဲ့နေမျိုးတွေကိုအခြေခံပြီးအသွင်ကူးပြောင်းရေးအစိုးရတင်ရဖွဲ့စည်းဖို့လိုအပ်တယ်ဆိုတဲ့သဘောထားကိုတိုင်းရင်းသားတော်လိုင်းလက်နက်ကင်ဖွဲ့စည်းအီယာဝရီကနားလည်လက်ခံသဘောတူညီထားကြောင်းဒီအဆင့်ကိုတက်လန့်ဖို့စီးရင်းနေနိုင်ငံရဲ့နောက်တစ်ဆင့်တက်ဖို့လိုအပ်ကြောင်းသူကဆက်ပြောပါတယ်။ကျွန်တော် informant အဖွဲ့အစည်းနဲ့တွေ့ဆုံတလောက် inform မယ်ကျွန်တော်နားလည်တလောက်ကတော့အဖွဲ့အစည်းတွေအားလုံးကတကယ်ကိုအတွင်ကူးပြောင်းရေးကာလအတွင်ကူးပြောင်းရေးအစိုးရတခုလိုအပ်တယ်ဆိုတာအားလုံးသဘောတူပါတယ်ဒါပေမဲ့အဲ့လိုဖြစ်ဖို့အတွက်ကတော့စီရင်နိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့လိုတယ်နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုစူးစမ်းရမယ်ဒါကြောင့်စီရင်နိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့အတွက်အားလုံးဝမ်းပြီးတော့စူးစမ်းဖို့လိုတယ်အားလုံးရဲ့သဘောကတော့ Federal Democracy မဖြစ်ခင်မှာ Transitional Government နဲ့ Transition နဲ့ Arrangement လိုတယ်ဆိုတာကိုအားလုံးကသဘောတူပါတယ်မလေးရှားနိုင်ငံလောက်မကတဲ့နေမြေစိုးမိုးမှုရှိနေပြီး ်2021တုန်းကဘာနေမြီမှမစိုးမိုးမှုဘူး2025မှာသက်ဆိုင်ရာဖက်ဒရယ်ဒေတာလိုက်ရခိုင်ဆိုရင်ရခိုင်မှာတိန်းထားတာအများကြီးပဲအလားတူပဲချင်းကချင်ရှမ်းမြောက်ကရင်နီအခုဆိုရင်ကရင်ပေါ်အထက်ထဲမှာလည်းပြည်မဒေတာတွေလည်းအများကြီးပဲအဲ့ဒီပေါ်မှာအခြေခံပြီးတော့အသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုတယ်ဆိုတာအလုံးသဘောပေါက်ပါတယ်သဘောလည်းတူတယ်ဘယ်လိုသွားမလဲဆိုတော့နီလန်မျိုးမျိုးရှိမှာပေါ့အလုံးရဲ့ရှိရွက်ချက်ကတော့အသွင်ကူးပြောင်းရေးအစိုးရလိုတယ်ဆိုတာအလုံးသဘောတူပါတယ်လို့၎င်းကစပြောပါတယ် ဆင်အာနာရှင်ကိုချိန်မုံပြီးအသွင်ကူးပြောင်းရေးအစိုးရတင်ရပေါ်ပေါက်လာဖို့မြန်မာပြည်သူတွေပါဝင်တော်လိုင်းအင်အားစုများအားလုံးစီရင်နေနိုင်ငံနောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ဝိုင်းဝန်းတွန်းအားပေးကြိုးစားဖို့လိုကြောင်းအန်ယူဂျီဝန်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းပါတယ်ဒါကိုဘယ်လိုသွားမလဲဆိုတာကကျွန်တော်တို့နောက်ထပ်ရွှေ့မြက်အရွှေ့စီရင်အရာနိုင်ငံရေးအရွှေ့တွေပေါ်မှာအများကြီးမူတည်တဲ့အဲ့ဒီအရွှေ့တွေကောင်းဖို့လိုတယ်အဲ့ဒီအရွှေ့တွေကိုရွှေ့အောင်အားလုံးဝိုင်းပြီးတော့တွန်းဖို့လိုတဲ့အားလုံးသဘောတူရအားလုံးကအဲ့ဒီလိုဆုံးဖြတ်ပြီးတော့ကြိုးစားပြီးလုပ်နေကြတယ်လို့ကျွန်တော်နားလည်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်အန်ယူဂျီဝန်ကြီးဒေါက်တာ ဆောင်ဝင်စုကပြည်ပမှာရောက်ရှိနေရမှာယခုနှစ်ဆန်းပိုင်းမှာပြည်ရင်းကိုအပြီးပြန်လာခဲ့တဲ့ပထမဦးဆုံးတော့ပြည်တော်ပြန် NUG ဝင်ကြီးတအုပ်လည်းဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ နေပြည်တော် MRTV ဝန်ထမ်းမနှင်းရင်ဖြူကိုဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းမှုနဲ့ပန်းတပိတ်ပန်းဝင်ခဲ့မှုဖြင့်စစ်ကောင်စီကဖမ်းဆီးရကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ပြန်ကြိုင်းဝန်ကြီးဌာန MRTV ဝန်ထမ်းမနှင်းရင်ဖြူကိုဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့ဆုတောင်းပြီးပန်းတပိတ်ပန်းဝင်ခဲ့မှုနဲ့စစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်း MRTV ဝန်ထမ်းအတိုင်းဝိုင်းနဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်အရသိရပါရယ်။ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အဖြစ်ပန်းတပိတ်မှာ MRTV ဝန်ထမ်းမနှင်းရင်ဖြူကမနှောင်းနှောင်းကပါဝင်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းဖြင့်လူမှုကွန်ရက်မှာ Happy Birthday အမေစုအသက်ရှင်အနာမေပါစေဘဝဆက်တိုင်းချစ်တော်သူများနဲ့ကိုယ်ကွင်းရခြင်းဒုက္ခမှဝေးပါစေသူတော်ကောင်းများနဲ့သာဆုံတွေ့ရပါစေလို့ရှိသားခဲ့ကြောင်းဒါအပြင်ပန်းတပိတ်ပါဝင်မှုဖြင့်ပန်းပန်တဲ့ဓာတ်ပုံတွေကိုလည်းလူမှုကွန်ရက်မှာမျှဝေ posting ခဲ့ကြောင်းသိရပါတယ်သူကပန်းတပိတ်ပါဝင်နိုင်ရဲ့အမေစုမွေးနေ့ဆုတောင်းတာတွေကိုသူရဲ့ Facebook မှာတင်နေဒါကို Snow Queen စစ်လော်ဘီ Telegram Channel ကနေဖမ်းပေးပါဆိုပြီးတင်နေဇွန်လ21ရက်နေ့ည8:00နာရီလောက်မှာစစ်တပ်နဲ့သူတို့ဝင်ဖမ်းတာ MRTV ဝန်ထမ်းတုပ်ကပြောတာပါဖမ်းဆီးခံရချိန်မှာ MRTV ဝန်ထမ်းမင်းရင်ပြွန်ကနေပြီးတော့တက်ကုံမျိုးရှိ MRTV ဝန်ထမ်းအင်ယာမှာရှိနေခြင်းဖြစ်ကြောင်း Telegram Channel တွေကသူမကိုဖမ်းဆီးဖို့လုံဆောင်ခဲ့ခြင်းဒေါ်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်း post ကိုပြန်လည်ဖျက်ခဲ့တော့လဲအချိန်မမီတော့ပဲဖမ်းဆီးခံလိုက်ရကြောင်းသူမအသုံးပြုနေတဲ့ Facebook အကောင့်တွေနဲ့ဖုန်းများအားလုံးလဲစစ်တပ်နဲ့ရဲတွေကတင်းဆဲသွားကြောင်းသိရပါတယ် ဒီကနေ့ထုတ်စစ်ကောင်စီရဲ့ဝါရဖြန်သတင်းစာရီမှာနိုင်ငံတော်တည်ငြိမ်အေးချမ်းကိုပြပြစေဖို့နဲ့အစိုးရရန်တရားတွေပြပြစေဖို့ရည်ရွယ်လျက်လှုံ့ဆော်ခြင်းဝါရဖြန်ခြင်းများပြုလုပ်တဲ့ ဩဂတ်စ်နေ့နှင်းရီပြုံ Facebook အကောင့်ပိုင်ရှင်ဖြစ်သူနေပြည်တော်ပြည်တော်စုနေမြေတက်ကုံမျိုးနေမြမအတန်နေရုံမြင့်တန်းကြာဝန်တန်းအင်ယာနေနှင်းရီဖြူကောနောင်နောင်ကိုဇွန်လ22ရက်နေ့ညပိုင်းဖမ်းဆီးကြောင်းတင်ထုတ်ပြန်ပါတယ်အကြမ်းဖက်စစ်တပ် lobby Telegram channel မှာပန်းသပိတ်မှာပါဝင်နေစစ်ကောင်စီလက်အောက်ခံဝန်တန်းများပြည်သူများနဲ့ကြောင်သားများကိုဖမ်းဆီးဖို့အတွက်လုံဆောင်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်